ချစ်ချင်းကိုမပြုတ်အောင်ဘာဖြစ်လို့တုံးဆိုလို့ရှိရင်ねအဲ့ချစ်ချင်းကိုပြုတ်တဲ့ပုံကောချစ်ချင်းကြောင့်စိုးရိမ်မှုတွေပူလောင်မှုတွေဆင်းရဲမှုတွေဆိုတာကိုတေချာဖို့ရပါချစ်တဲ့လူတွေနဲ့ကြွေကွင်းရတယ်ဆိုတာစိတ်ထဲမှာအလွန်ဆင်းရဲတယ်အလွန်အသိဉာဏ်ကြီးတဲ့ပုံကောတယောက်ရဲ့တန်တာမှာချစ်ချင်းဆိုတာလည်းမရှိဘူးမုံချင်းဆိုတာလည်းမရှိဘူးတဲ့ဒါဆိုရင်အဲ့ဒီရဲ့ပုံအဲ့ဒီပုံကောရဲ့တန်တာမှာဘာအနှောင်ဖွဲ့မှမရှိဘူးတဲ့ပုံကောတူတယောက်မှာချစ်ချင်းမုံချင်းဆိုတာမရှိရင်သူ့မှာဘာအနှောင်ဖွဲ့မှ မရှိဘူးတဲ့အခုဒကာဓမ္မတို့ဦးကြီးတို့တွေနောက်ဆန်တည်တင်းတင်းနေရတယ်ဆိုတာအဲ့ဒီချစ်တဲ့လူတွေမုန်းတဲ့လူတွေရှိလို့နောက်ဆန်တည်တင်းတင်းနေနေရချစ်တဲ့လူတွေရှိလို့နောက်ဆန်တင်းတာတော့ဟုတ်ပါပြီဦးစင်းရင်မုန်းတဲ့လူတွေရှိလို့နောက်ဆန်တင်းရတယ်ဆိုတာဘယ်လိုလဲလို့မမေးနဲ့အိုးတောင်တင်းသေးတယ်တစ်ခါတည်းလေးဟုတ်လားနောက်မုန်းတဲ့လူတွေရှိနေရင်လည်းမတင်းဘူးလားတင်းတော့သူတို့အကြောင်းကောင်းတဲ့ထည့်ပြီးတော့ဘယ်လိုများလှုပ်လဲမလို့များတုံ့ပြန်လဲရမလဲတစ်ခါလေးမကြည့်မလဲတွေးပြီးတော့မအီမလဲခံစားရတာဒီအများကြီးမရှိဘူးလားရှိတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ ကိုယ့်ပုံမှာကောင်းတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ပုံမှာဆိုးတဲ့လူပဲဖြစ်ဖြစ်တမယိုးကြတုံ့ပြန်မယ်ဆိုရင်တော့ကောင်းတဲ့လူကိုချစ်ခြင်းနဲ့တုံ့ပြန်မယ်မကောင်းတဲ့လူကိုမုန်းခြင်းနဲ့တုံ့ပြန်မယ်အဲ့လိုတမယိုးကြတုံ့ပြန်ရင်တော့အဲ့ဒါချစ်ခြင်းကြောင့်ဒုက္ခရောက်မယ်မုန်းခြင်းကြောင့်ဒုက္ခရောက်မယ်ဒါကိုနားလည်ပြီးတော့ကိုယ့်ပုံကောင်းကောင်းမကောင်းကောင်းနှမျိုးနှစားမတုံ့ပြန်မယ်နဲ့တမျိုးတည်းဘယ်လိုလဲတမျိုးတည်းဆိုတာဥပေက္ခာနော်လေးလေးရှုရမယ်အဲ့လိုလေးလေးရှုပြီးတော့တုံ့ပြန်နိုင်မယ်ဆိုလို့ရှိရင်အယံတတ္တာယရမယ် အဲ့လိုလေးလူရှုပြီးတော့မတုံ့ပြန်နိုင်ဘူးချစ်စရာကောင်းရင်တော့ချစ်လိုက်မှာပဲကွယ်မုန်းစရာကောင်းရင်တော့မုန်းလိုက်မှာပဲကွယ်ဆိုရင်တော့အဲ့ဒီချစ်ချင်းမုန်းကြီးရဲ့နှိမ့်ဆက်တာကိုခံမှာ